အကြမ်းမြင့်တော့နှစ်ရက်မှာဒီပထမတစ်ရက်ကတော့ Thai Myanmar border issue ပေါ့နော်အဲ့ဟာ security အဲ့ဟာတွေပို့ပြီးတော့အဓိကထားဆွေးနွေးဖြစ်တယ်အဲ့မှာ scam center လို့ဟာမျိုးတွေအဲ့နောက်ပြီးတော့ဒီနေဆက်ဖြတ်ကျော်မှုကိန်းတွေစသဖြင့်ပေါ့နော်ဒုတိယရက်ကကြတော့အဲ political update လို့ဟာမျိုးပို့ပြီးတော့ဖြစ်တာပေါ့နော်လက်ရှိ current Myanmar issue တွေ နော်မြန်မာပြည်မှာရင်ဆိုင်နေရတဲ့ issue တွေအဲကျန်းမာရေးအဲပညာရေးစသဖြင့်ပေါ့နော်နေဆက်တလျှောက်မှာရင်ဆိုင်နေအလုံသမားအရေးစသဖြင့်အဲအဲ့ဒီလိုအဲ့ဒီလိုဟာမျိုးပိုပြီးဆွေးနွေးဖြစ်ကြတာများပါတယ်ခင်ဗျဟုတ်အဲနေဆက်တလျှောက်အဲ scam center ကိစ္စတွေရှိမယ်ပြီးရောလို့ရှိရင်အဲ့ဟိုဟာပေါ့အာဘာလဲဘာခေါ်လဲအဲ drug နဲ့ပတ်သက်တာတွေရှိတယ်ပြီးရောလို့ရှိရင်အာ ကျမ်းမာရေးတော်တော်ကျမ်းမာရေးနဲ့ပတ်သက်လို့ပေါ့နော်။ကုညီဆောင်ရှောက်ပေးနေရတဲ့ကိစ္စတွေရှိတယ်နော်။ပညာရေးနဲ့ပတ်သက်လို့ဒုက္ခရောက်နေရတဲ့ဟာတွေရှိတယ်ပေါ့နော်။အဲ့တော့တော်တော်တော့ voice ကကျဲတယ် academic ဆန်တယ်နိုင်ငံရေးအရာအရေးပါတယ်ပြီးွားလို့ရှိရင်ပါဝင်မှုပေါ့နော်နိုင်ငံတကာရဲ့ပူပေါင်းပါဝင်မှုပါဝင်တယ်အဲ့တော့အဲ့လိုအဲ့လိုသုံးသက်လိုက်မယ်ဟေးဆိုလို့ရှိရင်တော့အဲ့လိုအဖက်ဖက်ဖက်ကပြည့်စုံတာပေါ့နော်ဒီထက်ပိုပြီးတော့ ထက်ထက်မှတ်မှတ်ရရကဖြစ်တာတော့ဒီတစ်ခေါက်ကတော့ဒါဒီထိုင်းတက်မတော်ကတာဝန်ရှိတဲ့သူတွေကိုယ်တိုင်လာပြီးတော့မှတက်တက်ကြွကြဆွေးနွေးတာဒီသွားတွေ့ရသူတို့ကတော့ဗျာဟို ဘေးအိမ်ကမီးလောင်နေဟေ့ဆိုလို့ရှိရင်သူတို့အိမ်ကိုလည်းထင်ဟပ်တယ်ပေါ့အဲ့တော့လက်ရှိသူတို့ထိုင်းအစိုးရနဲ့ပြည်သူတွေရင်ဆိုင်နေရတဲ့ဒုက္ခတွေဒီဗမာရဲ့မတည်မငြိမ်ဖြစ်မှုကြောင့်သူတို့ပေါ်တက်ရောက်နေတဲ့အချက်တွေကိုအဓိကထားပြီးဆွေးနွေးတာပေါ့လေအဲ့လိုဒီ migrants workers တွေများလာတာပြီးတော့မတူတဲ့ယဉ်ကျေးမှုတွေကြားမှာယဉ်ကျေးမှုဆိုင်ရာပဋိပက္ခဖြစ်ချင်တယ်လို့ဒီစိုးရိမ်နေတာ အဲ့အဲ့ပုံမှာပေါ့နော်အရင်ချင်းမှုဆိုင်ရာပြိပခါတွေဖြစ်မအောင်စိုးရိမ်နေအပြောလို့ရှိရင်တဘာပဝင်ခြင်းအရာပေါ့နော်ဥပမာပြမှာစစ်တပ်ကရွာရင်းမီးရှို့ဘုံနေကျစသဖြင့်ပေါ့နော်အဒီ smoke တွေဒီဘက်ရောက်လာတာတဘာပဝင်ခြင်းမထိန်တဲ့အတွက်သူတို့နိုင်ငံအပေါ်ကိုတဘာပဝင်ခြင်းဆိုင်ရာအကျိုးသက်ရောက်မှုတွေရှိလာတာအဲဒါမျိုးတွေအဓိကထားပြီးတော့သူတို့ပြောကြဆိုကြတယ်အဲအစိုးဆုံးကတော့ဒီ နျူကလ িয়ার ဓာတ်ပေါင်းမှုလုပ်မယ်ဆိုတဲ့ကိစ္စကတော့တော်တော်ဆိုးတဲ့ကိစ္စပေါ့နော်အဲ့ဒီလိုမျိုးဖြစ်သွားအကျွန်တော်မမရရတစ်ချက်ကတော့မြန်မာစကားစားကတော့ဘလို့မှဒီလက်ရှိအခြေအနေကိုထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးဒီပွဲမှာလည်းသူနိုင်မို့ဆိုတာမလွယ်ကူဘူးပေါ့နော် အဲ့ဒါကြောင့်မလို့ဒီ2025နှစ်ကုန်ပိုင်းမှာအာဒီစကားစကျင်းပမဲ့အဲရွေးကောက်ပွဲဟာလည်းဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒီလိုမျိုးတော့တုံ့တက်မှုရှိတယ် တရားမှုကတော့ကျွန်တော်ခုနပြောသူနေပဲဆုံးမယ်နိုင်ငံတကာအတိုင်းဝိုင်းနေနိုင်ငံတကာမှာမြမအရေးကိုစိတ်ဝင်စားတယ်ဆိုတော့တကယ့် INGO ကြီးတွေတကယ့်အဖွဲ့အစည်းကြီးတွေဟာလည်းလာရောက်ဆွေးနွေးတယ်ပြီးတော့ထိုင်းလူတော်ကိုယ်စားလှယ်တွေကလည်းတကယ့်ကိုတက်တက်ကြွကြွနဲ့ဆွေးနွေးတယ်ပြီးတော့ဒီဘက်ချမ်းမှာရှိတဲ့မြမအရေးနဲ့ပတ်သက်လို့တက်ကြွလှုပ်ရှားသူတွေတာဝန်ရှိတဲ့ဥမာကိုယ်စားလှယ်တွေနိုင်ငံရေးဆိုင်ရာအတိုင်းဝိုင်းကပုံကိုတွေကလည်းလာရောက်ဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ ဒီဒီဆွေးနွေးပွဲရလက်ကကျွန်တော်ထင်တယ်ဒီထိုင်းလွတ်တော်ကရောအဲထိုင်းအစိုးရဘောရောဒီတပ်ပိုင်းဆိုင်ရာဘောနော်ထိုင်းရဲ့ဒီနေဆက်လုံညိုရင်းနဲ့ပတ်သက်တဲ့စစ်တပ်ဘက်ကအပုံကိုဒီအပေါ်မှာလဲအပြည့်အဝကို input ရမှာဘောနော်ဒီဒီဆွေးနွေးပွဲရ suggestion တွေအားလုံးဟာအဲဒါမကြခင်မှာမူဝါဒအဖြစ်သို့မဟုတ်ဥပဒေတစ်ခုဖြစ်ဘောနော်အဲဖြစ်လာနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ် သူတို့ကတော့အာဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီဆိုတော့အာနားထောင်ကျင်တာပုံများပါတယ်ဆိုမင်းတို့ဘာတွေခက်ခဲနေလဲဘလူတွေဖြစ်နေလဲအဲမြန်မာပြည်မှာဘာလို့ဒီဒုက္ခရောက်နေလဲအဲဒီမှာရှိတဲ့မြန်မာတွေကတော့ဘာတွေဒုက္ခရောက်နေလဲအဲ့ဒါမျိုးပေါ့နော်နားထောင်နားထောင်ကျင်တာပုံများပါကျွန်တော်ကျွန်တော်လေ့လာမိသလောက်ပေါ့နော်သူတို့ဘက်ကနေပြီးတော့ဟိုတောင်းဆိုတာနည်းပါတယ်တကယ်တမ်းကျတော့သူတို့ဘက်ကကျွန်တော်တို့ဘက်ကိုတောင်းဆိုတဲ့အချက်တွေက အာဒီမှာရှိတဲ့မြန်မာတွေကို စီကန်းတကြနေဖို့အထိုင်းရဲ့ယဉ်ကျေးမှုတွေကိုလေးစားလိုက်နာဖို့ဥပဒေတွေကိုလေးစားလိုက်နာဖို့ဒါတော့ပဲတောင်းဆိုတာရှိပါဟုတ် CRPH အနေနဲ့ကတော့မြန်မာအရေးပြဿနာကဒါ နိုင်ငံရေးပြဿနာအဆင့်မဟုတ်တော့ဘူးပေါ့နော်တကယ်လူတက်တဲ့အဆင့်ဖြစ်သွားပြီလူလူတွေကိုအမြောက်အများတက်တဲ့အဆင့်ဖြစ်သွားပြီပေါ့နော်အဲဒါကိုသတိချက်ဖို့ပြီးရလို့ရှိရင်ဒီပြဿနာတွေကိုဖြေရှင်းဖို့ဟေ့ဆိုလို့ရှိရင်လည်းအာဆီယံကသူ့ရဲ့ mechanism အာဆီယံ mechanism ရဲ့ဘောင်ကနေပြီးတော့ဖောက်ထွက်ပြီးတော့ကင်တွယ်ဖို့တင့်ပြီဆိုတဲ့အချက်တွေပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ဆွေးနွေးခဲ့တယ်အဲနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဆန်ရှင်ကများသောအားဖြင့်က EU တို့ US တို့ကပဲချထားတာရှိတယ် ဆိုတော့အာဆီယံတနိုင်ငံတစ်စုံလုံးအနေနဲ့ပေါ့ဆန့်ရှင်ချဖို့လိုတယ်ဥပမာစင်ကာပူမလေးရှားထိုင်းစသဖြင့်ဒီလို giant ပေါ့နော်အင်ဒိုနီးရှားစသဖြင့်ပေါ့နော်ဒီလိုအာဆီယံမှာအင်အားကြီးတဲ့နိုင်ငံတွေကသာပူးပေါင်းပြီးရောမြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီတွေကိုဆန့်ရှင်ပိတ်ဆို့မယ်ဟေ့ဆိုရင်နည်းနည်းမှခံနိုင်မှာမဟုတ်ဘူးပေါ့နော်အဲအဲ့ဒါအဲ့ဒါအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ထောက်ပြခဲ့တယ်နောက်ပြီးတော့ဒီ ဒီ migrant workers တွေပေါ့နော်အဲသူတို့လုပ်နေတဲ့ work permit တွေဒီဇယိတ်တွေကိုလျှော့ချဖို့နောက်ပြီးတော့စကားဆောက်ပေးနေရတဲ့ test တွေအဲဒါတွေကိုကျွန်တော်တို့မပေးချင်ဘူးအဲဒါတွေကိုဒါတွေကိုဟိုဘယ်လိုခေါ်မလဲအဲစကားဆောက်မပေးချင်ဘူးအကယ်၍ပေးရမယ်ဟေးဆိုရင်တော့မှပေါ့နော်ဒီဒီငွေကြေးတွေကိုစကားဆက်လက်ထဲကိုလွှဲပြောင်းတာမျိုးမဟုတ်ဘဲနဲ့ လာအဒီနေဆက်တလျှောက်မှာရှိတယ်ကျမ်းမာရေးပညာရေးเนาะဒီ migrant အနေနဲ့ပတ်သက်တဲ့ကျမ်းမာရေးပညာရေးနောက်မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကို humanitarian aid ခေါင်းစဉ်နဲ့အဲကျွန်တော်တို့ပံ့ပိုးဖို့ပေါ့เนาะအဲဒိတ်ဒီငွေပဲဒါမဲ့ဒါစကားဆောက်မပေးဘူးဒါကပြည်သူငွေလေ tax tax ဆိုတာပြည်သူရဲ့ပတ်စံပြည်သူရဲ့ပတ်စံတော့ပြည်သူအတွက်ပြန်သုံးမယ်ဆိုရင်သုံးလို့ရတယ်သုံးတင်တယ်ပေါ့เนาะအဲဒီလိုရှုထောင့်နေကျွန်တော်တို့ဆွေးနွေးတယ် အဲနောက်တစ်ခုကတော့ဒီဟိုပါဗောအာ education နဲ့ပတ်သက်လို့ပေါ့เนาะကျွန်တော်တို့ migrant worker တွေရဲ့တာသမီတွေဒီ ူတို့ကကြတော့ဝင်ငွေနေတယ်ဝင်ငွေနေတဲ့အတွက်ထိုင်းကျောင်းနေဟလာတကယ် international school ကြီးတွေကိုမထားနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ migrant school နဲ့ပတ်သက်တဲ့မူဝါဒတွေတည်တည်ချာချာပေါ်ထွက်လာဖို့နောက်ပြီးတော့ဟို non formal education ကိုလည်းထည့်သွင်းစဉ်းစားဖို့ပေါ့နော်အဲဒါတွေကျွန်တော်တို့ဆွေးနွေးခဲ့တယ်။အော်ကျမ်းမာရေးနဲ့ပတ်သက်လို့တော့သူတို့စောင့်ရှောက်နေတာတွေရှိတယ်။အဲ့ဒါကြီးနဲ့ပတ်သက်လို့ကျေးဇူးတင်စကားပြောတယ်။နောက်ပြီးတော့ tram ရေပေါ့နော်အဲပိတ်ဆို့လိုက်တဲ့ဖြတ်တောက်လိုက်တဲ့ငွေကြေးတွေနဲ့ပတ်သက်လို့ဒီဘက်နေဆက်တလျှောက်မှာဒုက္ခရောက်လာနိုင်တဲ့ဒီပြည်သူတွေပေါ့နော်အဲ့ပြည်သူတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဟို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 ဆွေးနွေးခဲ့တာရှိတယ်ဒါဒါ US ဘက်ကဖြတ်တောက်လိုက်ပြင်မယ်လည်းပဲအဲအာဆီယံနိုင်ငံတွေအနေနဲ့အဲ humanitarian aid ခေါင်းစဉ်အောက်ကနေပြီးတော့ဟိုဆက်လက်ပံ့ပိုးကူညီပေးဖို့ကျွန်တော်တို့တောင်းဆိုတာရှိတယ်